လိုမင်္ဂလာပါနော်မအခုပြောမှာ DEP အကြောင်းထပ်ပြောတာ DEP ဒီမောင်လေးညီမလေးတွေလာကြတယ်အေဂျင့်တွေကပြောတယ်ဗာလေသူတို့ရဲ့စအုပ်ဆုံးပေးတဲ့မှလုံးဟာကိုဒါမလို့ဘူးစောင့်စရာမလို့ဘူးချက်ချင်းလာရမယ်နမန်နှင်း အေဂျင်ဖီက2400နဲ့3000ကျပဲဖြစ်တဲ့အတွက်ဟိုတချို့ပေါ့နော် pass holder အေဂျင်အဲ့အေဂျင်ဖီထဲနေတယ်နော်နံပါတ်3ကိုက3လဟိုအလုပ်ရှင်နဲ့လောက်တော့ဒီ3လမှာတစ်ထည့်ကကြရင် work permit ကိုတန်းပြောင်းပေးလိုက်လို့ရတယ်ဆိုတော့မလုံး3မျိုးနဲ့ခေါ်ကြရတယ်အမပြောပြမယ် TEP ဆိုတာ3လပဲရတယ်3လ plus သူက pass cancel လုပ်လိုက်ရင်တလားဆို visit 4လရမယ်အေးအဲ့4လမှာ ဆိုတော့သူတို့ကအ ਨੇ ဆုံးကြာကြီးညာမယ်လာစားက3000ဒါပေမဲ့သူတို့3000ကြီးညာလိုက်တယ်ဟိုသူတို့ကပေးတော့ဒါထပ်ပါ1500ပြီးရင်သူတို့ဟိုကပေါင်းပေါ့နော်အိမ်လားကပေးတယ်ပြန်နှုတ်တယ်ဟိုကနှုတ်တယ်နေဆိုအဲ့လိုမျိုးနဲ့ပေးတယ်တကယ်ရတာ1500ပဲရတယ်နော်โอเคတွက်ပြမယ်မှာ1500ကို3000 4500ရမယ် အမှောင်ညီမတွေအိမ်သူတို့နေစရာပေးတယ်ပဲထားပါစို့နော်၄၅၅၅ညီမတွေအမှောင်ကြီးစားဖို့ရှိသေးတယ်၄၅၀၀မှာထားဟိုဘက်စားတယ်ပဲထောင်းတထောင်ပေါ့နော်အများဆုံးတော့အမတွက်တာပါဆိုတော့တရက်ကို30နဲ့ပဲတွက်မနဲ့၅ချက်ည၅ချက်30ဆိုရင်ဒလောက်ကို300နော်ရ30ဆို300တော့3လဆိုရင်900တထောင်ပဲထားရထားကားတွေပါရှိအောင်မယ်ဆိုတော့ အဲ့ဒါဆိုရင်၄တောင်ကမှငါညီမ၃တောင်500ပဲကျန်မယ်โอเคเนาะအဲ့ဒါတော့တော့ချစ်ကုတ်ပြီးစုပြီးတော့နေမကောင်းဖြစ်တိုင်းမပါသေးတချို့ညီမလေးတယောက်ဆိုရင်နေမကောင်းဖြစ်တယ်နေမကောင်းဖြစ်တော့စေကန်းတော့ပြရတယ်စေကန်းတော့ပြတာစေကန်းက80နဲ့90ကြာမှရှိရယ်တရားလွှဲလို့အတွက်လွတ်လျောင်ထားလိုက်တရားရှိတယ်เนาะထက်ရော့ွားပြန်ပြီသူစေကန်းပြရင်ဆရာဝန်က MC ပေးလိုက်တဲ့အတွက်သူအလုတ်မသွားနိုင်ကဲဖြားပါပြီတဲ့၃ရက်ဖြားမယ်အဲ့၃ရက်ကိုအလုတ်ရှင်ကနှုတ်မှာသူတော့ဘယ်လိုပြန်နှုတ်လဲဆိုတော့ ငမ်းမောင်နေညီမတွေက provision ကလာ3လောက်အောက်မှာဆိုတော့ MC မရဘူး annual leave မရဘူးဒါအမှန်နဲ့ဥပဒေတိုင်းအဲ့လိုဆိုတော့ထပ်နှုတ်လိုက်ပြန်ပြီတခါကဲတလောက်တရာနှုတ်နဲ့ပဲတွက်အောင်300ထပ်နှုတ်တယ်စေကန်းဘဝ400ကိုက3လောက် provision ကလာဖြစ်တဲ့အတွက်စေကန်းဘိုးလည်းပြန်မရအောင်ဆိုတော့400ကိုပေးရပြန်မယ်3500ပဲကျန်တဲ့ဟာမှာ400ပေးလိုက်တော့3100ပဲကျန်မယ်နော်အဲ3000တရာပဲကျန်နေတော့ဒါကိုကျန်တာနော်ဘာမှမမတော့သေးဘူးနော်အဲအဲ့ဒါအောင်မထောင်း ကဲဒီသုံးလုံးတရာမှာညီမတို့ကသုံးကပြည်သွားပြီအဲ့အလုပ်ရှင်ကတော့ပြောမှာပေါ့အေးကျိုင်ငါနေ့ကိုမကြိုက်လို့ပါမင်းမလျှောက်ပေးဘူးပြန်တော့လို့ပြောရင်ကဲညီမတို့ကစပြီစင်ကိုအစိုးရနဲ့စတွေ့ပြီအိမ်မှာညီမတို့နေခဲ့တဲ့လာရက်ကသုံးလဆိုတော့တွက်လာရက်60ပေါ့နော်အများဆုံးတွက်ရင်ဒါတော့31 30ရှိဦးမယ်နော်ရက်60ရက်60ဆိုတော့စင်ကာပူမှာကရက်ပေါင်း180အောက်မှာပဲရှိပြီးတော့ အလုတ်လုတ်တဲ့လူ180အောက်ပဲအလုတ်လုတ်ပြီးတော့ပြန်သွားတဲ့လူတွေကအဲ့ရက်မှာလှုပ်ခဲတဲ့ရခဲ့တဲ့ဝင်ငွေဝင်ငွေဆိုတာ income income ဆိုတာကကိုယ့်ရဲ့ expense ဈေးရိတ်တွေမနှုတ်ကြသေးခုနအမပြောတဲ့3,500 3,100မဟုတ်ဘူးနော်ညီမတို့အစိုးလောက်ရဲ့အရှင်ကြီးကရတဲ့ဝင်ငွေ4,500อืมအဲ့4,500ကဲ5,500ခိုင်နှုန်းကို အစိုးရကိုခုံပေးခဲ့ရပါမယ်။ပုံမှန်အမားတို့ဒီမှာဆိုရင်အဲ့ဒါမပေးရဘူး။ရပောင်းပေးပေးရတဲ့အခွန်အနေတယ်ပေါ့နော်။ဟိုတစ်နှစ်လုံးဝင်ငွေရဲ့2000 2000ကိုစဖြတ်တယ်။2000ရဲ့ကြော်ထဲမှာထားလိုက်ပါဆိုပါနော်။အမ exam ပဲပြောတာနော်။အမရဲ့တစ်နှစ်လုံးဝင်ငွေက6000ရတယ်။ ဆိုရင်ပထမဦးဆုံး2000ဟာကိန်းဝတ်ခွင့်ရှိမယ်။နောက်ဟာတွေကိုတို့က percentage နဲ့တွက်တာဆိုတော့ညီမတို့မောင်လေးလာမမြောက်။ဒါပေမဲ့ညီမတို့ဟာကြာတော့ရပ်ပေါင်း180အောက်မှာဆိုရင်တော့ဧည့်သည်အနေနဲ့အလုပ်လာလုပ်တာဖြစ်တဲ့အတွက်အခွန်တော့ဆောင်ရမယ်။15ရာခိုင်နှုန်းဆောင်ရတော့ခုန4500ရာခိုင်နှုန်း15ရာခိုင်နှုန်းနဲ့တွက်လာ။ဆိုတော့4 400 400အဲ့လိုမျိုးတွက်လိုက်ရင်တော့အနည်းဆုံး6ရာလောက်ဆောင်ရမယ်။အဲ့6ရာကိုအလုပ်ရှင်ကထပ်ဖြတ်ချလာရောသူတို့ကဆောင်ပေးရမှာဟုတ် ညီမတို့မှာ sim pass မရှိဆိုတော့အဲ့လိုဆောင်မှတ်ရတော့နောက်ဆုံးလာတဲ့လာရတဲ့လာစာမှာဘာမှမရတော့ကဲအဲ့ဒါဆို3လုံးတရာပဲကြံနေကိုယ့်လက်ထဲမှာ3လုံးတရာရှိတယ်ဒါပေမဲ့6ဝါကြတော့တကယ်အင်ခန်းဝင်ငွေနဲ့နှုတ်လိုက်တဲ့အတွက်ဘယ်လောက်ပဲကြံမလဲ2500ပဲရမယ်ညီမတို့အေးဂျင်ဖီပေးခဲ့ရတာ2500ကိုပြန်ရတာ2500ဆိုဒီ3လကဘယ်သူ့အတွက်လုတ်လုတ်ပေးနေရလဲအဲ့အတွက်လင်းလက်မှတ်ဖို့ရှိသေးတယ် အဲ့ဒါကြောင့်မို့ DEP တွေနဲ့မလာပါနဲ့လို့အမပြောတာနော်အဲ့ဒါလည်းလက်တလုံးကြားလိမ့်နေမှုအခု MOM မှာ DEP နဲ့စစ်နေပြီစစ်နေပြီဘာဖြစ်မယ်တော့မသိသေးဘူးပေါ့နော်အမှုမပြီးသေးဘူးအမရဲ့ညီမလေးတယောက်အိမ်မှာရောက်နေတယ်သူတို့တော့ special bus ထုတ်ပေးထားတယ် special bus ထုတ်ပေးထားရင်တော့အမပြောတယ်အလုရှာလို့ရပြီဒီသူတို့အေးချင်အောင်စစ်တာဖြစ်တယ်တဲ့သူတို့ကတက်သိအနေနဲ့ပါမှာအမှုမပြီးမချင်းသူတို့ဒီမှာနေရမယ် special basket တဘောကနှစ်ပတ်တခါတိုးသွားမယ်ပေါ့နော် အလုတ်ရရင်နော်အလုတ်ကိုအလုတ် M1 pass နဲ့ပြန်ချိန်ပေးမယ် special pass ကိုအဲ့လိုမျိုးရှိတယ်အခုအဲ့လိုဖြစ်နေပြီဆိုတော့ TEP ကိုအမတ်တွက်ပြတာနော်ပြောရင်တော့လေဟိုအရန်ကွာဟိုမတ်လုံးနေတအားပေးတယ်စဉ်းစားပါအမတ်တဲ့ဘာပြောတာအမလေးဘသူ့အိုမတိုက်လို့လဲဆန္ဒမျိုးအေဂျင့်နေမှန်မှန်ကန်ကန်လောက်ရင်လေတကယ်တမ်းမှန်မှန်ကန်ကန်လောက်ပြီးမယ်ဆိုရင်အမအော်လာပြောအမကိုယ်တိုင်ပြင်ညာပေးမိစိတ်ချ နော်အကူညီလို့အမကူညီပေးအောင်မယ်စိတ်ကြအမကိုလူမျိုးချမ်းသာတာအမလိုချင်တာပေါ့ဘာဖြစ်လို့ကိုလူမျိုးချင်းချင်းမတရားလုပ်မှလဲကိုလူမျိုးတွေပါအမကိုအကူညီတာလားတောင်းနော်တကယ်သာကိုမမှန်ကန်ကန်လို့အမအမကူညီပေးဖို့အစင်းနေမယ်အမအဲ့ဟာအေဂျင့်တွေပဲအပြစ်ပြောနေမှာနော်ငါမောင်နေညီမတွေလည်းအလုံးလုံးမယ်ဆိုရင်ကိုစိတ်ကိုကိုထည့်ပြီးတော့တည်တည်ချာချာလုပ်နံပါတ်1လေ့လာပါ မတိဘူးဘာလောက်ကမယ်လို့မပြောနဲ့လေးလာအမဒါမဲ့အချိန်တခုတော့လိုတာပေါ့နော်စိတ်ကိုပြင်ဆင်တာအမလည်းညီမတို့မောင်လေးတွေအရွယ်တုန်းကအဲ့လိုပဲကြောက်တတ်တယ်အမေအမနောက်ပြန်မဆုပ်ဘူးရှေ့ကိုတိုးတယ်အမအမြဲကိုကယ်ကိုကြည့်တယ်အခုဆိုရင်အမတို့ခင်နဲ့အများကြီးကြွားတယ်လို့ပြောမလား Google မှာမေးလိုက်အကုန်ရမယ်အဲ့ဒါဆိုတော့မေးပါဖုန်းနေနဲ့ဟိုတော့ဆိုအမတို့ပြန်လာအမတို့က laptop ကြီးနဲ့မှလောက်ကြတာအခုညီမတို့ဆိုဖုန်းနဲ့ကြည့်ပြီးလောက်လို့ရလောက်ပါနော် သူများအားကိုးထားတယ်ဒီကွန်ပျူတာအားကိုးတာပိုကောင်းပါတယ် AI နေရှိတယ်နော်လောက်ပါနော်မကြောင်နေကဲဗမာလိုပဲတက်တယ်အင်္ဂလိပ်လို translate လုပ်ရတယ်နော်မကြောင်နေကိုကိုကိုလို့အမဟောနော်ဟောပြောအမကြည့်လိုက်တော့ TikTok မှာရှိတဲ့လူတွေကနေနေရလူတွေများတယ်ပေါ့နော်နေရလူတွေများတဲ့အတွက်မြန်မာနိုင်ငံရဲ့အချိုးစားလဲဟိုရန်ကုန်တို့မြို့ကြီးတွေကနည်းနည်းလေးနေတွေကအရင်များတော့လိန်စားဖို့ဆိုရင်ကွာနေတဲ့လူတွေကိုပို့ပြီးတော့ လောက်ကြတာအမတွေ့တယ်အဲ့ဒါကြောင့်မအမဒီ TikTok ကိုလာတာပါနောက်ပြီးတော့အခုကနေမှာလည်းအခြေအနေတွေကဟိုလုံခြုံရေးအခြေအနေကမကောင်းတော့လေကိုသားသမီးတွေကိုအဲ့လိုမျိုးပို့တဲ့အချိန်မှာအများကြီးဆုံးရှုံးမှုတွေဖြစ်နေတယ်အဲ့အတွက်ဆိုတော့နားထောင်ပါเนาะဟိုလူကြီးတွေလည်းတခြားလေးနားထောင်ပေးပါเนาะအခုထိုင်းမှာလူတွေစောင့်နေဆိုထိုင်းရဈေးတွေရှိသေးတယ်အမပြောရမလားအလောက်ပြုတ်တဲ့လူတွေ TADM ကိုသွားပါเนาะ round food dismissal နဲ့တင်လို့ရတယ်အဲ့ဒါဒါတကယ်စစ်လို့ပေါ်ရဲဆိုရင် သူတို့ကအလौရှေဟာကိုယ့်ကိုနှိမ့်နာကြည့်ပါပေးရမယ်အလौရှေမပေးရင် agent ပေးလိမ့်မယ် agent အကုန်ဆွဲစီမှာပဲသူတို့ကြီးဆိုတော့အဲ့ဒါကိုလုပ်ပါကိုယ့်ဘက်ကလည်းမမှန်ကန်ကန်လုပ်ပါဘာပြောလဲမလိမ်ပါနဲ့နော်နောက်ပြီးတော့ကြိုးကြိုးဆဆလုပ်ပါတင်ယူပါเนาะဟုတ်ပြီလားကျေးဇူးများကြီးတင်တယ်เนาะ bye bye